လေးမိုင်လမ်းဆောင်သို့ရောက်လျင်မိုးချုပ်စပြုသည်အနောက်ဘက်ဗကိုးရိုးမှတောင်စွဲတွင်အနီရောင်တင်ဆိုင်များမေးမိန်ကတဖြည်းဖြည်းပျောက်ွယ်သွားလေပြီအမောင်မသာကြက်စားတတ်သည့်မြေဝုတ်ငမများကလည်းခြုံချိုးထုံချားမှတကောင်ပြီးတကောင်ပြန်ထွက်လာကြ၏လင်းတို့လေးများကောင်းငယ်ပင်ပြန်ဝဲနေကြပြီဖြစ်သည်ကတရာလမ်းနှင့်ခြားနားသည့်ခတ်တန်းများလဲလန်းခြင်းလေးကိုသာရှောက်ပြီးမောင်းနေနေရသဖြင့်ကျွန်တော်ကားလေးမှလည်းမသက်သာလားဖုံတထောင်းတောင်းထားနေသောကြောင့်ကားနဲ့မတူတော့ပဲရှင်မြားပေချောက်နေသည့်ကျွဲပေါက်တကောင်လိုပင်ဖြစ်နေသည် ရှင်မီးကိုပွင့်ပြီးဖြစ်ဖြစ်မဲ့မဲ့မောင်းနေလာကြရဲ့ကျွန်တော်ဤဇာတိကြက်တောင်းချောင်းရွာလေးသို့လမ်းမြင်လာရသည်ရွာဟုဆိုတော့လေအင်ဂျင်မြမြဆဆတော့မရှိပေကျွန်တော်ကိုမွေးဖွားခဲ့စဉ်ကအိန္ဒိယကျောင်းရှိခဲ့ဘူးသောဤပါကြီးသည်ယခုကတောင်ဝမြို့ပေါ်သို့ပြောင်းရွှေ့သွားကြသူများရှိကြသလိုအခြားရွာများသို့ပြောင်းရွှေ့သွားကြသူရေကြီးရာမြင်းတို့ရာဒေသများသို့ပြောင်းရွှေ့သွားကြသူများလည်းရှိကြသည် ထို့ကြောင့်ယခုကရွာဟု၍ပင်မခေါ်တော့တော့ပဲဥယင်တဲစုလဲတဲစုအစင်မှသာရှိနေပြီးအင်ဂျီတီလဲငားအိမ်များသာတန်ရှိတော်သည်ထို့ငားအိမ်ဒီပင်တနေရာထဲမှာမဟုတ်ပဲလင်နာကဥယင်နာမှာလာနှစ်အိမ်တစု၃အိမ်တစုများသာရှိတော်သည်ရှင်နာဆိုရင် ရောက်ပြီကွကျွန်တော်ကပြောလိုက်၍ကာသမားလေးမောင်နှမျိုးကကောင်းညင်သည် ကျွန်တော်သည်ဇာတိရွာလေးကိုမြင်နိုင်သမျှမြင်အောင်လှမ်းမြော်ကြည့်သည်ညာနူနူ၏လာရောက်စံတော်ပါလွဲ့လွဲ့နင်းမြူအောက်တွင်အင်စုကလေးချို့ကိုမြင်လာရပါသည ဟာဟာမောင်နေမျိုးသည်ခွေးလောက်ကြီးသောကြောင်ဝါကြီးတကောင်ကိုကိုဘင်ကြီးမှခုံစင်းပြီးလမ်းဖြတ်ပြေးသွားသောကြောင့်လမ်းဟော်အော်လိုက်ပြီးကားကိုလည်းရက်မလို့ဖြစ်သွားသည်ကြောင်ဝါကြီးသည်လမ်းဟိုဘက်တွင်ရှိသောတတော်ကျိုးဝိုင်းထဲသို့ဝင်ပြေးသွားလေသည်အဘမြင်လိုက်တယ်မဟုတ်လားမောင်နေမျိုးကမေးသည် အေးကွာကြောင်ဝါကြီးတကောင်ပဲကွာနင်းတော့ကြောင်ရင်လာပါရဲ့ခွေးလောက်ကိုရှိတာတွေ့လိုက်ရတယ်ကြောင်တော့ကြောင်ပဲကွာငါလည်းအသေးစားကြည့်လိုက်တယ်ရိုးရိုးကြောင်ဟုတ်နိုင်လို့လာပါရဲ့မိစ္ဆာကြောင်ဆိုတာမျိုးလားလို့တော့ထင်လိုက်မိတာ အဲ့လိုလေဟုတ်ပါမလားကွာ ထားလို့နေမှာပါယွာနာပဲတရားမိတ်စာတွေရှိပါမလားယွာတဲ့ကအောင်းဝဲဖြစ်မှာပါအယောင်ကဝါကြီးကြီးဖြစ်နေလို့တောကြောင်တော့မဖြစ်နိုင်ဘူးဘာရဲ့အိမ်ကြောင်ဝဲဖြစ်ကုန်များပါလေဟုတ်ခြင်းလေဟုတ်မှာပေါ့ကွာပြောခဲ့တယ်လို့ယွာနာဆိုတော့ယွာတဲ့ကအောင်းနေပဲဖြစ်မှာပေါ့ဒါကငါတို့ဘာဝင်နေမှာကွာဘာမှတော့စိုးရင်တည်းမရှိပါဘူးကျွန်တော်ကကားသမားလေးကြောင်းပြီးစိုးရီပြောလိုက်သည်ထိုနာမဆက်လက်မောင်းလာကြရင်ဥယင်ပန်းမှန်မင်းများအုပ်ဆိုင်နေသည့်တန်းစီပြီးဆောက်ထားကြသောလေတော်အိမ်၃လေးအိမ်ဤသို့ရောက်လာသည် ရှေ့ရအိမ်လေးရှိမှရက်လိုက်ပါကွာမောင်နေမျိုးကကားကိုအရှင်းတက်ပြီးရက်လိုက်သည်တစ်ဆက်တည်းပင်အဖိုးကိုတယောက်အိမ်ပေါက်ဝသည်ထွက်ရပြီးမေးသည်မောင်ထုံးဤများလားဟုတ်ကဲ့အဘူးကျွန်တော်ထုံးဤပါအေးတို့ရွာပြည့်ရွာကြံလေးကိုကားနဲ့လမ်းမဲသူဆိုလို့မင်းတယောက်ပဲရှိမယ်ဆိုပြီးတွေးမိလို့ခေါ်လိုက်တာပါကွာဟုတ်ကဲ့အဘူးကိုစားတိရွာလေးဖြစ်ပြီးအပူတို့ကလည်းရှိနေတော့လားတာပေါ့ဘိုးကတုံတုံရင်ရင်ဖြစ်အိမ်ပေါ်မှာဆင်းပြီးကားစီတို့တန်းလာနေသည် အခြားလူများကလည်းအိမ်ဘဝမှာရက်ကြည့်နေကြသည်အဲ့လူကြီးကငါဦးလေးကနာမည်ကဦးဘူးတဲ့လူကြီးတွေရဲ့ဆစ်စနိုးနဲ့အပုလို့ခေါ်ကြတော့ငါလည်းငငယ်ရလိုက်ခေါ်ရင်နှုတ်ကြိုးပြီးအခုချိန်ထိအပုဖြစ်နေတာအခုအိမ်ဘဝကရက်ကြည့်နေကြတာလည်းငါမျိုးတွေကြီးပဲအခြားသူတွေကရွာဆွန့်ပြီးရောရေကြီးရမျက်နှာတွေပြောင်းရှိသွားကြပြီပဲတို့စင်မျိုးတွေကတော့ရွာချစ်ပြီးလေယာဉ်လေးလှုပ်ရှားကွင်းတွေရှိတာနဲ့ကြံနေခဲ့ကြတာကွာကျွန်တော်ကကားသမားလေးမောင်နေမျိုးဝဆင်းပြနေချိန်မှာပဲ အခြားအိမ်များကလည်းတယောက်ပြီးတယောက်ရောက်လာကြပြီးဝါကုပ်ပြည့်ကြီးကိုခင်းကထိုင်လိုက်သည်လေယာထွက်စားတော့စရာများကိုလည်းတယောက်တစ်မျိုးယူလာကြ၍အများကြီးဖြစ်သွားသည်ကျွန်တော်ရွာကထွက်ပြီးနောက်ယခု၃ချိန်ရောက်ပြန်လဲရောက်ရှိခြင်းဖြစ်သည်ဆွေမျိုးများစုပြုံရောက်ရှိလာကြပြီးအလွမ်းပြေစကားပြောရင်းပိန်းဥမြောက်ဥကြံတကာစသည်များဖြင့်ဧကန်ပြုံးဝေးကြသည်မောင်ထုံးဤမင်းတို့မိသားစုကိုကျမ်းမာကြရဲ့မဟုတ်လားဟုတ်ကဲ့အပူကျမ်းမာကြပါလေအပူကကျမ်းမာရေးကောင်းတယ်မဟုတ်လား ဒီလိုပါပဲကွာအသက်က80ကျော်လာတော့ကျန်းမာလေလို့ပဲရှိတော့မှာလေရွှေတနည်းငွေတနည်းဆိုသလိုပါပဲကွာ ကို့အတီလေးနဲ့ပဲကျန်းမာရေးကိုဂရုစိုက်ရတာပေါ့အပုနဲ့စကားပြောရင်ကျွန်တော်ကတစုံတစ်ခုကိုအမတ်ရတာဒီအပုကျွန်တော်တို့လာတော့ကကြောင်ဝါးကြီးတကောင်ရွာဦးဟိုဘက်ကိုကိုပင်ကြီးကပြေးစင်ပြီးတတော်ကျွိုင်းနဲ့ဝင်ပြေးသွားတယ်ဗျအတော်လေးကိုကြီးတယ်ခွေးလောက်ကိုရှိတာပါဗျာဒါကြောင့်အတော်ကိုထူးဆန်းပါလားလို့တော့ကျွန်တော်မှတ်ခဲ့သေးတယ်ကျွန်တော်ပြောလိုက်သည့်စကားကြောင့်စကားဝိုင်းကအတန်ကြာမြတ်တိတ်ဆိတ်သွားသည် ရွာသားများကအပူ၏မျက်နှာကိုစိုက်ကြည့်နေကြသည်။အပူကငငိမ့်ငိုင်ငိုင်တောင်အောင်လေးနေလိုက်ပြီးပြောပြသည်။အဲ့ဒါငါကြောင်ကြီးပေါ့ကွာ။သူ့တခင်မငါမိမမွေးထားခဲ့တဲ့အချစ်တော်ကြောင်ကြီးပေါ့။အရင်လဲလိမ်မပါတယ်ကွာ။ဒါကြောင့်ကြောင်ကြီးငေါ်ဝါသူ့တခင်မဆုံးသွားတဲ့အချိန်ရပဲ။တို့လူတွေလိုလွမ်းလာကြပြီးမစားနိုင်မတော့နိုင်ဖြစ်နေတာကွာ။နောက်တော့တဖြည်းဖြည်းနဲ့ပေးင်းလာတာငါလဲတက်တလောက်မတ်တလောက်တောဆေးလေးနဲ့ကုပေမဲ့မရနိုင်တော့ပဲအယိုးနဲ့ရေပဲကြံတော့ဆိုသလို မစားမတော့ဘဲနေနေသေးပြီလို့ထင်ရပြီးမှ ပြန်နေကောင်းပြန်လာတာကွာ အာရာနဲ့နှိမ့်ဘက်ဆို ထိုးအိပ်ပြီးညရောက်မှအစာထစားတယ်လလထကြောင့်လားမသိပါဘူးကွာစားတယ်ဆိုမှ လူတယောက်လောက်ကိုစားနိုင်တာကွာသူစန်းနာကအရင်ကဆိုဟင်းကောင်းမရှိရင်ပဲသေးတို့ရွှေပြုံသေးတို့နဲ့နေကျွေးရင်လည်းစားပေမဲ့နလန်ထလာပြီးနောက်ပိုင်းမှာအသေးရွက်တွေနဲ့နေကျွေးလုံးဝမစားတော့တားငါတစ်ခုခုနဲ့နေကျွေးမှစားတယ်တားသိန်း၅သိန်းဝယ်လာရင်လည်းလူကိုစားတာဟေ့ ပြီးတော့လူလည်းရံမူတတ်လာတယ်အတန်ကြီးရတယ်ကျဲလေးအစိုးဆုံးတော့သားသိန်း၅သိန်းနဲ့သာမကျူးရင်ရွာထဲကကြက်တွေပဲတွေဖန်းစားလာတယ်နောက်တော့စိတ်တွေခွေးပေါက်တွေဒီဖန်းစားလာတယ်ဟာဒါဆိုရင်အပုပ်ရဲ့ကြောင့်မရိုးတော့ဘူးထင်တယ်အေးလေဒါကြောင့်ရွာသားတွေကဥပုပ်ရဲ့ကြောင့်ကြားသိပေါက်သလားမသိဘူးတော်ကြလူတွေဒုက္ခပင်းခံမဲ့ဆိုပြီးလေးကွာတွေဓာလန်နေနဲ့ဝိုင်းလိုက်ကြလို့ထွက်ပြီးအဲ့ကုတ်ကုတ်ပင်းကြီးကိုရောက်သွားတာကွာကုတ်ကုတ်ပင်းကြီးကိုရောက်သွားပြီးတော့အပုစီကိုမလာတော့ဘူးလားအပု ခါတလေညဆိုရင်လာတတ်ပါတယ်ကွာဒါပေမဲ့ကြက်တို့ခွေးပေါက်တို့စိတ်တကောင်ကောင်တို့ဆွဲသွားတယ်လို့ဆိုပြီးရွာသားတွေကအလာမခံတော့လို့အခုဆိုရင်ရောက်မလာတော့တာတော်တော်လေးကြာသွားပါပြီကွာကျွန်တော်ကတပြင်းတစ်ချက်ကိုစားလိုက်သည်ထို့နောက်အဖို့ကြောင့်ကကြောင်ကောင်းမဟုတ်တော့တော့ဘူးကွာဖုတ်သက်ဝင်နေတာဖြစ်မယ်ဟာကြောင်တော့ဖုတ်ဝင်မှမလားကွာလူတို့ဘာလို့ဆိုရင်တော့ဟုတ်ချင်ဟုတ်မှာပေါ့ဝင်တာပေါ့အဖို့ရဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဆရာတော်ကကြောင်ဖုတ်ဝင်နေကြောင်ပြောပြဘူးလေ ကျွန်တော်လည်းကြောင်ဖုတ်တန်လှုပ်တတ်ပါရဲ့ဗျာအဖို့ရှော့မတွက်နဲ့တော့အဲ့ဒါတကယ်ကြောင်မဟုတ်တော့မိစ္ဆာဖုတ်ကောင်ကြီးဖြစ်နေပြီဗျရွာသားတွေကကျွန်တော်ကိုတလဲအဖို့ကိုတလဲကြည့်နေကြသည်ဒီလိုဆိုလဲသူ့ဘာသာတော်ရဲမှာသွားနေပြီပဲကွာအနောက်ရှေ့မဖြစ်လောက်တော့ပါဘူးအဖို့ကသူမိမမွေးထားခဲ့သောအချစ်တော်ကြောင်ကြီးဖြစ်ဖြစ်နှမျောနေရန်ရှိသည်ဖုတ်တန်နှုတ်လိုက်လျင်သူ့ကြောင်ကြီးတည်သွားနိုင်သည်ကိုလည်းသိနေပေလိမ့်မည်သို့တော်လဲနောက်ပိုင်းတစုံတစ်ခုအန်ရဖြစ်ပြီဆိုရင်ကျွန်တော်ကပဲတွန်းပြီးပြောရတော့သည် အဘိုးကသာအကြောင်းကြီးကိုနှမျောနေတာပါဗျာတကယ်တော့အန်ဒီရအန်ဒီရပဲဗျာရှော့မတွက်တင်ပါဘူးဒါကြောင့်အဘူဘာသာနေပါကျွန်တော်ရွာသားလေးနေပဲကြည့်ပြီးစဉ်းစားလိုက်ပါမယ်ဗျာကျွန်တော်ဤစကားအဆုံးနဲ့အဘူဤမျက်နှာညှိုးကြသွားသလိုရွာသူရွာသားလူငယ်လူရွယ်များဤမျက်နှာများသည်လည်းတိတိတသာကြီးမြင်ရှင်မြတ်တက်ကြွလာသည်ကိုသတိပြုလိုက်မိသည်အဘူကသွားလေသူသူမိမမွေတာလို့အချစ်တော်အကြောင်းကြီးဖြစ်၍တန်ရောစဉ်တွေကနှမျောမိတနာမိ ရွာသူရွာသားများကလည်းဒီကြောင်ကြီးရွာထဲသို့ရောက်လာတိုင်းကြက်စိတ်ဘဲဝဲတကောင်းကောင်းဆွဲသွားတတ်၍ဒေါသထွက်နေကြသလိုနောင်တွင်ထိုများနှင့်မနေဘဲလူများကိုဒီအန္တရာယ်ပေးလာနိုင်သည်ဟုတွေးကြောက်နေကြပေလိမ့်မည်ဖောက်ကောင်တို့၏အန္တရာယ်သည်ကထိုများနှင့်မကားသေးပဲတရဲမိစ္ဆာတို့၏သဘောလျောက်ထိုထက်ကြီးမားသော အန္တရာယ်ကိုလည်းပေးလာနိုင်သေးသည်ဖောက်တရဲပုံကစားသောအန္တရာယ်ဆိုးမျိုးကြောင့်လူသူတွေကြည်ပြီးရွာပြက်သွားသည်ဒီရှိခဲ့ကြသည့်အကြောင်းများကိုလည်းလူတိုင်းမြင်ကြဘူးကြသည် သို့တော်လေရွာသားများကကြိုတင်ပြီးဤဖုတ်ဝင်ကြောင်းကြီးကိုမတက်ဖြတ်ပဲထားကြသည်မှာအပူဤမျက်နာကိုထောက်၍ပင်ဖြစ်နိုင်လေအပူသည်ဤရွာ၌အသက်အကြီးဆုံးဖြစ်နေ၍ရွာမိရွာပါဟုလည်းဆိုနိုင်သည်ရွာသူရွာသားများမှာလည်းအပူနှင့်ဆွေတော်သားဆံများဖြစ်ကြသလိုတချို့မှာလည်းဆွေရင်မျိုးရင်မကင်းသူများဖြစ်နေကြသည်ထို့ကြောင့်ပင်ဤဖုတ်ဝင်ကြောင်းကြီးအားအပူတန်ရုံးနေတွင်နေသည်ကိုငှက်ထောက်နေကြ၍သာမတက်ဖြတ်ကြခြင်းဖြစ်ပေလိမ့်မည် ထိုသို့သဘောရှိသောကြောင့်ကျွန်တော်ကပင် ဖုတ်ဝင်ကြောင်းကြီးရအဆုံးစီရင်ရွာသားလူငယ်များစီယုံရလေသည်ပိတ်ပြီးကြကြမစီယုံလိုက်ရမူလကပင်ဖုတ်ဝင်ကြောင်းကြီးရတက်ဖြတ်ခြင်းနေကြသောလူငယ်လူရွယ်များမှချက်ချင်းပင်တက်တက်ကြွကြွဖြစ်လာကြလေသည်ထို့နောက်ကျွန်တော်ကရွာထဲမှာပိုက်ကုံများရှိမရှိစုံလန်းကြည့်သည်အများအပြားကိုတိုင်းကိုပိုင်ရှာဝေစားတောက်လေသာရှိကြသောတောရွာလေးဖြစ်သည့်အလျောက်အိမ်တိုင်းမှာပင်ငါးဖန်းသောပိုက်ငှက်ထောင်သောပိုက်ကောင်းငင်ပိုက်အာကာပိုက်များရှိနေကြ၍အဆင်ပြေသွားသည် ကဲဟုတ်ပြီဒီတော့မင်းတို့လူငယ်တွေ3 4ယောက်လောက်ကကြောင်ဝိုင်းကိုကိုဘေးမှာရှိနေသလားမရှိဘူးလားတွားကြည့်ကြတယ်မှာကွာကျွန်တော်ပြောလိုက်၍ချက်ချင်းမင်းလူငယ်3ယောက်ကဓမ္မီအောင်တဝင်းဝင်းပြေကိုကိုဘေးဘက်သို့ရှောက်သွားကြလေသည်ကျွန်တော်နဲ့ရွာသူရွာသားများကခမည်းလုံးကြံတကာပင်းဟုမြောက်ဟုစာသောအမိများပြေရင်နှွေးတောက်ကြသည်အပူကတော့လုံးဝမျက်နှာမကောင်းပေစကားလည်းမပြောရင်နှွေးလည်းမတောက်ဘဲတွေ့ဝေ၍သာနေသည် ုကိုဘီင်းထက်ကြည့်လိုက်တပြင်းချလိုက်နေရှိနေသည်လူငယ်တအူးကဓမီးရောင်ပြေကွင်းဖြတ်ပြေးလာရဲ့ခလန်းလန်းအပဲအော်ပြောလိုက်သည်ဦးလေးထွန်းကကြောင်ဝိုင်းကိုကိုဘီင်းပေါ်မှာရှိနေတယ်ဗျခိုင်းခွာသုံးမှတိုင်းပြီးကျွန်တော်တို့ကိုစိုက်ကြည့်နေတာမျက်လုံးကြီးကိုရဲနေတာပဲဟာကြောင်မျက်လုံးပဲဥစ္စာရဲရသလားကွာအစိမ့်ရောက်မဟုတ်ဘူးလားဦးလေးထွန်းကလည်းဗျဒီကြောင်ကြီးကကြောင်စင်းမဟုတ်တော့ဘူးဆိုဖုံးဝင်ကြောင်ကြီးလေဗျဒါကြောင့်မျက်လုံးကြီးနေရဲနေတာဖြစ်မှာပေါ့ဗျကြောင်ဝိုင်းစင်းပြေသွားမှာဆိုလို့ဟိုနှစ်ယောက်ကိုကိုကိုဘီင်းအောက်မှာပဲဆောင်းခိုင်းထားခဲ့တယ် ။ဦးလေးထွန်းကိုကိုဘင်းရောက်ကိုလိုက်သွားတော့ဗျာကျွန်တော်ရွာသားကြီးနဲ့ပိုက်ကူနေထိုင်ပြီးနောက်ကလိုက်လာခဲ့မယ်။အပူကတော့ဘာစကားမှမပြောတော့ပဲအိမ်ပေါ်သို့တက်သွားလေသည်။သူကြောင့်ကြီးအဖြစ်ကိုတွေးကရွာသားများကိုလည်းမတားရပဲအလွန်အမင်းဝမ်းနဲ့ပက်လက်ဖြစ်သွားရန်ရှိသည်ကျွန်တော်လည်းလူကြီး၃၄ယောက်နဲ့ဓာန်ပြီးထိုးပြီးကိုကိုဘင်းကြီးဘက်သို့ဖြတ်လျှောက်သွားကြသည်ကျွန်တော်တို့လက်ွက်ကြီး၃၄ခွက်များသာရောက်သေးသည်ပိုက်ကုံများကိုထမ်းပြီးပြေးသလောက်မြန်သောခြေလမ်းများဖြင့်လိုက်လံနေကြသည်ကောင်းလေးများကလည်းချက်ချင်းပင်လိုက်မိလာကြလေသည်ဖျောင်းရင်တိတ်ပြီးစူးစူးငယ်ငယ်မလုပ်ကြနဲ့နော် တော့ကြာကြောင်းကြီးဆင်းရဲသွားလို့မရလိုက်ဖြစ်နေဦးမယ်။ဟိုရောက်ရင်လည်းကြောင်းကြီးဆင်းရဲနိုင်တဲ့နေရာခုံချနိုင်တဲ့နေရာတွေကိုအဓိကထားပြီး fight ကုန်တွေကိုကြိုးထောင်ထားကြခွ။ဟုတ်ကဲ့ဦးလေးထွန်းထို့သောဆိုကကောင်းလေးများကကျွန်တော်တို့ရှေ့ကိုကြော်တက်သွားကြသည်။ကျွန်တော်တို့ကတော့ခက်မှန်မှန်ရှောက်သွားရင်ကုကုဘင်းအောက်သို့ရောက်သွားကြရာကောင်းလေးများကပိုက်ကုန်ထောင်ရေးပင်ပြီးနေကြလိမ့်မည်။ကျွန်တော်ဓမီနဲ့ထိုးကြည့်သည်။ကြောင်ကြီးကဘာမှမဖြစ်သလိုအေးအေးဆေးဆေးပင်ကျွန်တော်တို့ကငုံကြည့်နေလေသည် အခြားကြောင်များနဲ့မတူအောင်အကောင်ထွားသည့်အပြင်မျက်လုံးနှစ်ဖက်စီလည်းရဲရဲနေနေလေသည်ယခုအသေးအချာကြီးတိုင်းမှကြောင်ကြီးရုပ်တွင်သည်အတော်လေးကြောက်စရာကောင်းနေသည်ကိုသတိပြုမိသည်ဟေးအောင်လေကြောင်ဤပိုက်ကောင်မှမင်းရင်လည်းမတက်ကြနဲ့တော့ရတဲ့နေနဲ့အရှင်ဖမ်းပြီးမှဖုတ်သက်နှုတ်ရမှာကွာဖုတ်ဝင်နေတဲ့ကြောင်ဆိုတော့မင်းတို့တက်လဲသိမ့်မယ်မထင်ဘူးဟုတ်ကဲ့ဦးလေးထွန်းပြီးတော့ကြောင်ဤခုံချမဲ့အပြုမှုကိုမြင်တာပဲဖြစ်ဖြစ်ပင်ကြီးတိုင်းဆင်းလာတာပဲဖြစ်ဖြစ်ကြောင်ဤရဲ့မျက်နှာကိုဓာမီနဲ့ဝိုင်းထိုးကြကွာဓာမီနဲ့ဝိုင်းထိုးတာကြမှာကြောင်ဤရဲ့မျက်စိပြားသွားလို့ပိုက်ကောင်မှအလွယ်တကူမိမှာ အဲ့လိုမဟုတ်ရင်တော့တနည်းနည်းနဲ့ချော်တော့ကောင်းထွက်သွားနိုင်တယ်ကွာကျွန်တော်စကားဆုံးပါပဲကောင်လေးတယောက်က၁၀တောင်နဲ့ရှိတော့ဝလုံးတစ်လုံးကိုကင်ပြီးကုကုဝင်းကြီးပေါ်သို့တက်သွားလေသည်ကျွန်တော်တို့အားလုံးလည်းမျက်တော်မခန့်တမ်းဆိုပြီးတကယ်တို့ကြောင်ကြီးကိုတက်သွားသည်ကောင်လေးကိုပါစိုက်ကြည့်နေကြသည်ကောင်လေးကကြောင်ကြီးထန်နေသောကွာသားနှင့်ရှင်လေးရဲ့ဂိုင်းတကိုင်းကိုဖြည်းဖြည်းမမှန်တက်လျှောက်သွားသည်ကြောင်ကြီးလည်းတက်လာနေသောကောင်လေးကိုကြည့်လိုက်အောက်ကလူများကိုကြည့်လိုက်နှင့်ကနာမငိမ့်ဖြစ်လာနေသည်ကျွန်တော်တို့လူစုလည်းကိုကိုဘင်းကြီးနဲ့ခွာပြီးတနေရာမှရက်ကြည့်နေကြသည် ကြောင်ကြီးကိုပင်ကြီးအတိုင်းသာဆင်းလာ၍ပိုက်ကုန်မှမိစေခြင်းသည်ဒို့မှာလည်းအဖမ်းရလွယ်မိသဘောရှိသည်ကြောင်ကြီးလည်းဝလုံးကိုကင်ပြီးတက်လာသည့်ကောင်လေးနီးလာသည်နှင့်ပိုရွက်ပင်ကနာမင်းကြီးဖြစ်လာသည်ကိုတွေ့နေရသည်မျိုးလုံးကြီးများကလည်းပိုရွက်ကျေကတောက်ပလာလေသည်ကောင်လေးဘာမှဝင်လို့ရမယ်မလိုလိုက်ပြီးကြောင်ကြီးသည်ကောင်လေးကိုတစ်ချက်နှစ်ချက်စိုက်ကြည့်လိုက်ပြီးနောက်ထိုင်နေရကွာတုံမှပင်ကြီးတိုင်းခတ်တွတ်တွပင်ဆင်းလာလေသည်ကျွန်တော်တို့အောက်ကလူအလုံးနဲ့ဓမ္မီနဲ့ကြောင်ကြီးရဲ့မျက်နှာကိုဝိုင်းထိုးထားကြသည် ထို့ကြောင့်ဝင်ကြောင်ဤသည်မျက်လုံးများပြာဝေကျင်းဆက်သွား၍ထင်သည်မိသို့မရောက်မီနှလံကမ်းမှခုံချလိုက်လျာပိုက်ကုံထဲသို့တက်တဲ့ကြီးကြသွားလေသည်ကြောင်ဤရှူးရှူးရှက်ရက်ဖြင့်ပိုက်ကုံထဲတွင်လုံထွေးနေလေသည်ခေါင်းလေးဘာမှမလုပ်ကြနဲ့ဦးမှာကြောင်ဤရုံးကန်လို့မောတော်မှာအချင်းတူကြည့်ပြီးဝိုင်းဖန်ရအောင်ကျွန်တော်ကအော်ပြောလိုက်သည်ပိုက်ကုံအလေသို့ခုံချလိုက်မိသောကြောင့်ကြောင်ဤလွတ်နိုင်ဝယ်မရှိတော့ပေကြောင်ကြီးလည်းပိုက်ကုံမှမိစာတွင် ရုံးကန်လှူရှားရင်းရံမှုတော်လည်း တောင်းကြ၍မောလာပြီးနောက်ရုံးငံ၍လည်းမလွတ်နိုင်ဟုသိသွား၍ထင်သည်တိတ်ပြီးမယုံတော့ဘဲလူများဟုသာတလဲသည်ကြည်နေလေသည်ဂိုင်းဒီလောက်ဆိုရင်ဟုတ်ပြီထင်တယ်ကွာအပိုးတို့အိမ်နဲ့လည်းနေပြီးတော့ကြောင်းကြီးနဲ့လည်းအကျွမ်းလူဝင်ရှိဘူးလေကောင်းလေးတယောက်အနာကိုတဖြည်းဖြည်းချင်းတိုးပြီးအချိုတက်ကြည်တန်းကွာကောင်းလေးတယောက်ကကြောင်းကြီးနဲ့သုံးလံငယ်အနီးသို့တိုးသွားပြီးထိုင်လိုက်သည်ဟဲ့ဟောကြောက်စိတ်လန်းစိတ်ဒေါသစိတ်တွေမြင့်မြတ်လာမှမရှိစေနဲ့ကွာကြောင်ကြီးရဲ့ကြောက်နေတဲ့အထဲမြင့်မြတ်လာကြီးပါကြောက်စရာကြီးဖြစ်နေအဆင်ပြေမှာမဟုတ်ဘူးအပြေပြေတုတ်ကတ်သွားပြီးတော့မိကြောင်ကြီးရဲ့စကားပြောကြည့်တယ် ကောင်လေးကအတန်တိုးတိုးပြည့်တစ်ချက်ရီကဇက်ခနဲ့ခေါင်းညင်ပြသည်။မဝါဤငါပါကွာမင်းငါ့ကိုသိတယ်မဟုတ်လား။ထိုတို့ပြောရင်ကောင်လေးကကြောင်ဤနဲ့နီးအောင်တိုးကပ်သွားသည်။မဝါဤမင်းငါ့ကိုရံမလုံးနဲ့နော်။ဒူအားလုံးမင်းမိစ္ဆာဘွားရောက်နေတာကိုမကြည့်ရလို့မိစ္ဆာဘွားကကျွလွတ်သွားအောင်လှုပ်ပေးကြမယ်လူတွေပါကွာ။မင်းမိတ်ဆွေပေါ့။ကောင်လေးသည်ကြည်ရင်သောမျက်နှာချိုသာသောစကားများကိုတွတ်တွတ်ပြောဆိုပြီးကြောင်ကြီးအနားသို့တိုးကပ်သွားသည်။ကြောင်ကြီးကတော့ဘာမှမလုပ်ပြီးရံလဲမမူ။ ကောင်လေးကိုကြည်လိုက်တခြားသူများကိုကြည်လိုက်နေငြိမ်၍သာနေသည်ဟုတ်တော့ပြီကွာဒီလောက်ဆိုရင်အဆင်ပြေတော့ပါပြီဒါပေမဲ့ပိုက်ကုံပြင်းကိုထုတ်လို့ကတော့အဆင်ပြေမှာမဟုတ်ဘူးတော်လို့လူတွေကိုကုတ်ဖဲ့ပြီးထွက်ပြေးသွားရင်ခက်အောင်မယ်ပိုက်ကုံနဲ့လုံထွေးပြီးပဲထမ်းသွားအောင်ကွာလူငယ်3-4ယောက်ကပိုက်ကုံကြီးနဲ့လုံထွေးပြီးထုတ်ထမ်းကြရတယ်ကြောင်ကြီးက3-4ချက်អော်ပြီးရုံးကန်သေးသည်ထို့နောက်ငြိမ်ပြီးတော့ပင်ပါလာလေသည်ရွာထဲသို့ရောက်လျင်ဓမ္မီထိုးပြီးအုံနေကဲရှာဆိုင်လိုက်သည် ထို့နောက်အုံဒီရဲကိုကြောက်ပြင်းမှသွေးနေချိန်မှာပဲကြောင်ကြီးစိတ်ပြောင်းသွားပြီးရုန်းငယ်လာလေသည်။ကြောင်ကြီးကိုမှကတ်နေသောဖောက်ကောင်ကပင်သူ့ဟာဖုတ်သက်ကြည်အောင်လှုပ်ကြတော်မူကိုတီးသွား၍ပင် ရုန်းငယ်လာလေသလားဟုထင်ရသည်။ထို့နောက်တညောင်ညောင်ပြည့်အော်ပြီးအပြည့်ပြည့်နှင့်နာမုတ်ကရဲမူလာလေသည်။ကျွန်တော်ကအုံဒီရဲသွေးရည်ကိုမဲမုတ်သည့်သဘောဖြင့်ဖျားကုံတော်တရားကုံတော်တန်ခါကုံတော်များရွတ်ဆိုနေချိန်တွင်ကြောင်ကြီးမှကြဲလောင်စွာအော်ပြီးတအားလဲရုန်းငယ်လာလေသည်။ထိုအချိန်၌အပူလဲအိမ်ပေါ်မှဆင်းလာလေသည် ကျွန်တော်အပုကိုဂယုမဆိုင်နိုင်သေးပေကြောင်ကြီးဟာအုံဒီကဲသွေးရည်ကိုတိုက်ခါကြောင်ကြီးကိုမှဖုတ်ကက်ထုံနိုင်ရည်ကိုသာအာယုံဆိုင်နေလေသည်ဟင်းအောင်လေဒီတိုင်းသာဆိုရင်ကြောင်ကြီးကိုဆေးတိုက်ဖို့လွယ်မှာမဟုတ်ဘူးကွာအကုတ်ခံရနိုင်တယ်အဲ့တော့ကြောင်ကြီးကိုမလုံနိုင်အောင်ဖမ်းချုပ်ပြီးတော့ဗဇက်တဲကိုဝလုံးပေါင်းနဲ့ဆွတ်ထည့်ပြီးတော့ချမ်းမှာအဆင်ပြေမယ်ထင်တယ်ကွာပြောင်းလေသွားစမ်းကွာဝလုံးပိုင်းတစ်ခုတော့သွားချတာအောင်ခေါင်လေးတယောက်ကအိမ်ပေါ်ပြည့်တဲ့ပြီးမိမှုပြောင်းတို့လေးတစ်ခုကိုယူလာပြီးပေး၍အဆင်ပြေသွားလေသည်ထို့နောက်ကြောင်ကြီးကိုမကုတ်မကိုက်မလုံရှားနိုင်အောင်ဖမ်းချုပ်လိုက်ကြပြီး ကျွန်တော်ကိုယ်တိုင်ပဲအုံနေခဲ့ရေမန်းကိုတိုက်ချလိုက်လေသည်တိုင်နေစဲမှာလည်းဂုံတော်များကိုယူဆိုထားသည်ထို့ကြောင့်ဂုံတော်ရေမန်းဖြစ်သည့်အုံနေခဲ့သူရေသည်လည်းကြောင်ကြီးပါဇက်တဲသူ၁၀ပုံ၈ပုံခန့်ဝင်သွားပြီးလုံလောက်သည်ဟုယူဆရသည်ထို့နောက်ကြောင်ကြီးအားလှုပ်ပေးလိုက်ကြသည်ကြောင်ကြီးလည်းဘယ်ကိုမှမမသွားတော့ပဲထိုအနားမှာပဲငိုင်းတွင်နေလေတော့သည်ကြောင်ကြီးမှငပြောပုံနာသို့ကတ်သွားသည်ကျွန်တော်တို့လည်းရင်ွေးထိုင်တော့နေကြသည်ဤများဖြင့်ကြောင်ဤဖုတ်သက်မကြွေလင်းရင်လည်းကျွန်တော်မှတခြားနည်းမရှိတော့ပေ ခဲအောင်လေကြောင်းကြီးချင်းနေမလို့လဲသွားကြည့်ပါအောင်ကအဲ့နေရာမှာရှိသေးလားတခြားတဲ့နေရာမှာထွက်သွားလိမ့်မလားသွားကြည့်အောင်ကျွန်တော်ကပြောလိုက်၍ကောင်းလေးတယောက်ကငါပြောပုံသာသူပြေးသွားပြီးကြည့်လေသည်ဟာဦးလေတော့ကြောင်းကြီးတင်နေပြီဗျဩအေးအေးအေးကျွန်တော်ကထိုးထိုးပြောပြီးရင်းရဲဆက်တောင်းနေလေသည်ပြီးတော့မှသွားကြည့်ကြသည်ထိုးချိန်တိုင်းအကြောင်းကြီးကပုတ်ပြော်ကအယိုးကျနေလေပြီထို့ကြောင့်တယောက်မကျန်အံ့ဩနေကြသည် ထုတ်ဝင်နေတဲ့လူဖြစ်စေတိရစ္ဆာန်ဖြစ်စေဖောက်သက်ကုန်သွားတဲ့ကဒါမျိုးကြီးပဲကွာအဲ့ဒါမင်းတို့လူငယ်တွေနောက်လိုရဲတုံးလို့ရအောင်မှတ်ထားကြကျွန်တော်လှုပ်လိုက်ရဖုတ်ဝင်ကြောင်းကြီးဖောက်သက်ကုန်ကအယိုးကျသွားသည်ကိုလူကြီးလူငယ်တရွာလုံးသဘောကျနေကြတော့လေအပူဒီကကြောင်ကြီးဖြစ်ကိုကြည့်ကသူ့ပါဇက်ကိုလက်နှစ်ပိပြီးမျက်ရည်တွေကျနေလေတော့သည်သူမိမမွေးထားခဲ့သောအချစ်တော်ကြောင့်ရည်ဟူသောအပြိမတ်ဖြင့်ဝမ်းနဲ့စိတ်ကြောင့်သာအပူမျက်ရည်ကျနေခြင်းဖြစ်မည်ဟုကျွန်တော်နားလည်လိုက်သည် ထို့ကြောင့်ကျွန်တော်လည်းတနည်းတစ်ပုံအပြင်အဖို့ကိုတနာမိသည့်တန်အောင်ကြောင်းရီးရဖုတ်သက်ထုတ်ရတက်လိုက်မိသည့်အတွက်ကျွန်တော်နောင်နာမရမိပေ။အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်အောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာ။အခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။